ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူနာယူစေတရီတာထားတဲ့အယူသူတို့နဲ့မြင်အပ်မမြင်အပ်ထို့နှစ်ရက်အပိုင်း44ကိုတင်ဆက်ပေးကြမှာရီအစီအစဉ်လေးစတင်ခင်မှာကျမရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တကြီးသိရှိစေဖို့အတွက်ဘေးနား Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြမှာရီကျမကတော့စီစဉ်တင်ဆက်သူဟေမတ်ကူကူဖြစ်ပါရရှင် မနက်လင်နာနဲ့ပြတောင်ရွာရဲ့ဖုန်ကြီးကျောင်းစီမှာကျောင်းသစ်ဆောင်နေတဲ့လူသမားတွေအတံပလန်တွေကစုညံနေကြတယ်။ဒီပြတောင်ကျောင်းကျောင်းထိုင်နေသူကတော့ဆရာတော်ဦးကောဝီရာဖြစ်တယ်။ကျောင်းစီကရခိုင်ကျောင်းဆောင်အဟောင်းကအရန်ကိုအုံမင်းလွန်လာပြီလေ။ပြန်လေပြုပြင်မိုးမှန်ခဲ့တာလည်းအကျဉ်းချင်းပဲပေါ့။အခုတော့ပြုပြင်ရုံနဲ့လုံလောက်တဲ့အခြေအနေမဟုတ်တော့ဘူးလေ။ဖြိုချပြီးတော့အစ်စ်ကိုပြန်ပြီးတိစောက်ဖို့အတွက်ကြတော့လေအရှိရနောင်တော်ရဲ့အမွေနှစ်ကျောင်းကိုကြီးဟာဖြိုချပြစ်ဖို့အတွက်နှမျောစရာအတိတ် ဒါကြောင့်လည်းအရှင်ကောဝိဒါနေလှည့်ပြီးတော့အလှခံနေကိုရာယာရှိလာတဲ့ဝတ္ထုငွေတွေကိုလည်းချစ်ကိုပြီးတော့စူဆောင်းနေသုံးနှစ်ပြည့်အခါမှာတော့ကျောင်းဆောင်တင်ဆောက်နိုင်ရမယ်ဆိုရဲရီမန်းချက်ကိုလည်းထားတယ်အရှင်ကောဝိဒါရဲ့အာတုံခွန်ဆိုင်ကြိုးပမ်းမှုတွေကြောင့်တနှစ်ပြည့်အချိန်မှာလိုအပ်တဲ့ငွေပမာဏရဲ့တဝက်ကိုရှာလာပြီလေဒီအချိန်နဲ့တပြိုင်နက်တည်းမှာပဲမြို့ဆရာနဲ့အလှရှင်တအူးကိုထပ်ပြီးတော့ရရှိလာပြန်နေအလှရှင်ကလိုအပ်နေတဲ့ငွေတဝက်ကိုဖြည့်ဆွတ်ပေးတယ် ီကနေပဲရှီမန်းထားတဲ့အချိန်သုံးနှစ်မပြည့်ခင်တနှစ်အကျော်လေးမှပဲကျောင်းဆောင်သင်စားလုပ်ဖို့ကဖြစ်လာခဲ့ပြီပေါ့အရှင်ကောဝီရာကလက်သမားဆရာတွေအတွက်ကိုလည်းပူပန်မှုမလုပ်ခဲ့ပါဘူးအလူရှင်ကသူ့ရဲ့အတီတွေကဦးငွေကျော်ဆိုတဲ့လက်သမားကောင်ငှားရမ်းပေးခဲ့ပါရီ အခုဆိုရင်တော့ဦးငွေကျော်ကသူ့ရဲ့အဖွဲ့သား9ယောက်နဲ့အတူမြို့ဝနေပြတောင်ထီကိုရှောင်လာခဲ့ပြီးတော့ចောင်းစီမှာပဲနေထိုင်နေတဲ့ចောင်းဆောင်တက်ကိုနေကောင်းရက်သားရွှေပြီးတော့ဆောက်လုပ်ခဲ့တာဒီအနေနဲ့ဆိုရင်9ရက်တင်တင်ပြည့်မြောက်ခဲ့ပြီဖြစ်ပါရယ်လိုအပ်တဲ့တည်တည်ရှာဖွေမှုတွေကိုတော့ရွာကန်ဖြစ်ပြီးတော့ဖုန်ကြီးရဲ့တူလည်းဖြစ်တဲ့မောင်ရင်ကိုအရှာခိုင်းထားတာပါအခုမနေ့ကတော့မောင်ရင်တယောက်စပိန်နဲ့ရောက်လာခဲ့ပြီးတက်ကိစ္စကိုလာပြောပါရယ်ဒီအချိန်မှာဦးဝေကျော်တို့အဖွဲ့ကအလုံလောက်ရထားပြီးဖြစ်တဲ့အတိုင်းတွေကိုထူရင်းမရင်းနဲ့ရှိနေကြရင် ဦးလေးအရှိရောက်မှာတော့တက်ရှိရလို့ပြောရဲကျုပ်တို့လိုချင်တလောက်ရမယ်တဲ့ဟေးဟုတ်လားဘာတက်တယ်လဲကျုံပြင်ကရိုဘရောက်အဆုံရမယ်တဲ့လိုရာကတော့ရမရီဒိုင်းနေအတွက်ရဲအကာရဲအခင်းရဲဆိုတော့သူတို့ဆရာဘာတွေရနိုင်မလဲအမျိုးအစားအဆုံရှိရဲဦးလေးလိုချင်တာသာပြောလိုတလောက်ရမယ်တဲ့ဟေးဟုတ်လားအေးဒါဖြင့်ဟန်ကြတာပဲပေါ့ကျိုးနဲ့ပြင်ကရိုမျှတာပြီးတော့ယူမယ်ကွာလိုအပ်တဲ့အနေထားငါစင်းရေးပေးလိုက်မယ်ဒီနေ့တော့ရနိုင်မယ်မို့လား ကျောင်းဆောင်အတွက်ဒီမနက်တင်တိုင်းထူတာပြီးနေတော့မှဇန်နရီဆက်လုပ်ဖို့အတွက်ဥငွေကြောလောဆော်လိုက်တာပါ။မောင်ရခေါင်းညိတ်လိုက်ပြီးတော့ရနိုင်တဲ့ဦးလေး။အေးဒါဆိုလဲလာဖို့ခိုင်းလိုက်ကွာ။ဟာအဲ့လိုဆိုရင်တော့တို့ကလာမှာမဟုတ်ဘူးဗျ။တို့ကတဲဖို့အတွက်လဲမရှိဘူးဦးလေးရဲ့။ဒီကနေကျုပ်တို့သွားပြောတဲမရမှာပြီးတော့ကျုပ်အနေနဲ့ပြောရရင်တော့ကျုပ်ကိုစီးရင်ရေးပေးရတဲ့ဦးလေးကိုယ်တိုင်လိုက်ပြီးတော့ရွေးစေချင်မိ။အေးငါပါလိုက်ရအောင်မလား။အဲ့ပေါ်ဦးလေးရလေဦးလေးကိုယ်တိုင်လိုက်မှဖြစ်မှာလေကြောက်ပါသားဆိုရင်လက်ဟာမလားလို့အေးလေ ောက်စလငါလိုက်ကြည့်ရပေါ့။ဒါနဲ့သွားအောင်ဝေးလာ။မွေးပါဦးဦးလေးရဲ့စပင်းနဲ့ဆိုရင်တော့နိုင်ဝက်လောက်ပဲနေရမှာ။အော်အေးပါအေးပါ။ဒါဖြင့်ငါဆရာတော်သွားပြီးရှောက်တာပေါ့။ဟုတ်ကဲ့ဦးလေး။ဦးငွေကျော်ဟာဆရာတော်စီကိုသွားလျှောက်ပါရယ်။ပြီးတော့မောင်ရင်နဲ့အတူတက်ဆက်ရှီယာစီကိုသွားဖို့အတွက်အဝိစားလေးလိုက်ပါရယ်။ဆရာကျော်ခေါ်တန်ကျောင်းဦးငွေကျော်ကြည့်ပြီးတော့တိုင်ချွန်ရဲ့အထက်ကငတ်တော့ရပါ။เอ้งัดตบบ่ผิดหรอกแหละตองบัดสนนายอ่ะดิตะแยเป๋นบ่ลุโหอเป๋นเลยล่ะဟုတ်တယ်เสียจ้ะ တောင်ဘက်ဆောင်နာတည့်ရပင်လေးကပေါလုံးတတလောက်ပဲရှိရပါဆောင်းမယ့်နေရာနဲ့မလို့မကြည့်ကြည့်မဟုတ်ပေမဲ့လည်းတိတ်မလန်းတဲ့နေရာမှာပေါက်နေရပါခုံးမယ်ဆိုတော့ဆရာတော်ကဒီပင်လေးကမျိုးကောက်နဲ့တည့်ရပင်လေးလို့ပြောပြထားဘူးရယ်ဒါကြောင့်လဲတိုင်ကျင်းတွေဒူတော်ကခုံးလဲမဲ့အစီစဲစားခြိုင်ထားုံလောက်ပဲလောက်ခဲ့ကြရပါအေးအဲ့ပင်ကထင်တော့ထင်မိတာကွာမျိုးကောက်နဲ့ဆိုလို့လည်းမခုတ်ရဘူးကွာခြိုင်ုံနဲ့လွတ်လွတ်လွတ်ညာလောက်ထားမိတာမလို့ဘူးဆရာကျော်ရလဲကိုလှဲမရမှာအေးကွာ လဲမယ်ဆိုရင်တော့လေလှည့်ရမှာပေါ့ဆရာတော်တို့အကျိုးကျောင်းစီလို့အောင်သွားပြီးရှောက်ရလိမ့်မယ်နော်ဆရာတော်ကတိမ်ပတ်အချမ်းမရှိရဲအဲ့ဒါမင်းသွားပြီးရှောက်လိုက်တော့ဟမ်ဟာလေဟိုဆရာကျော်ကသွားပြီးမရှောက်ဘူးလားအေးငါအခုပဲဆရာတော်ဆရာတက်သွားကြမယ်ဆိုပြီးတော့ရှောက်ပြီးတော့ပြန်လာတာအခုပဲသွားတော့မလို့ဟုတ်လားဟုတ်ဟုတ်ဒါဖြင့်လည်းကြောက်ပဲသွားလိုက်ပါတော့မယ်အေးအေးတေချာလေးရှောက်ခဲ့ဦးနော်ဟုတ်ကဲ့ဆရာကျော်ငါတော့ကပြောပြီးတော့တိတ်ရှိရဘက်ကိုလှမ်းထွက်သွားပါရဲ့ ဦးငယ်ကျော်ကတော့ငါတော့ထွက်သွားတော့တစ်ချက်ကြည့်ပြီးအဝတ်ကိုအပီးတက်လဲလှည့်လိုက်ပါတယ်။နောက်တော့တင်ကြည့်ပေါ်ရအတွက်မောင်ရင်ရဲ့စပေးနဲ့တစ်ဖက်ရောက်ထွက်သွားပါတယ်။ငါတော့ကတရက်ပင်ကိစ္စကိုဆရာတော်စီရှောက်တင်မှုအတွက်သူ့ဆရာစီရအတိုင်းတိမ်ဘက်ကိုလာခဲ့လိုက်ပါတယ်။ငါတော့ကတင်စီကိုရောက်တော့ဆရာတော်မတွေ့ပါဘူး။သောစီမှာဦးစင်းရဲဆိုလို့တပားရဲရှိတဲ့ဦးစင်းတံဝရနဲ့ကိုရင်တွင်နဲ့မျက်တွေနှုတ်ပြီးတန်ရှင်းလုံနေရတော့ပဲတွေ့ရပါတယ်။တခါကြီးဗာများလို့လို့တော့ငတော့တွေ့တော့အရှင်တံဝရကစီးကျူပြီးမေးရပါ။ ဆရာတော်စီလာတာပါဦးစင်။ဆရာတော်ကအခုပဲမြဘာကျောင်းဆရာတော်နေဖြားတာအဲ့ဒါလာပင့်လို့အရေးတကြီးကြွသွားတယ်။ဟုတ်လား။ငါတော့ကခေါင်းကိုကုပ်ပြီးတော့ဖြေလိုက်ပါတယ်။ဒါကိုကြည့်ပြီးတော့ဦးစင်တန်ဝရာကဘာဖြစ်လို့ရောတခါကြီး။ဘာများလို့အဲ့လိုရောဆရာတော်ကလည်းမရှိဘူး။တခါကြီးငွေကြေးကလည်းတစ်ကြည့်လိုက်သွားတယ်လို့ပြောတယ်။ဒီတော့လိုအပ်တာရှိဦးစင်ပြောကြည့်လေ။တမဦးစင်ဟိုတပည့်တော်တို့ကြောင်းတိုင်ထူညာပါအဲ့ဒါတောင်ပဆွန်းတရက်ပြန်မလွတ်လို့တိုင်ထူရလည်းအဲ့တနေရာပြင်ပြီးပြီလေဟုတ်လား တောင်ပစွန်းဆိုတော့ဟိုမိုးလုံးမိုက်အပင်လေးထင်နေอืมအရင်အဲ့အပင်ကိုမလှဲလို့လို့ခြိုင်ထားကြလေတရားမဟုတ်လားတင်မခြိုင်ထားလိုက်ပါသေးတယ်ဒါပေမဲ့အခုတိုင်ထူတော့ဘလို့မှမလွတ်ဘူးဦးစင်ခုတ်လဲမအောင်ရတော့မှအဲ့ဒါကြောင့်ဆရာတော်လာပြီးတော့ရှောက်တာပါอืมနှမျောတော့နှမျောစရာပဲအဲ့ဒီမိုးလုံးမိုက်တရမျိုးကရှားတာတော့တကယ်ရှားတာတိုင်းမလဲမလို့ဘူးဆိုတော့လေဘလို့လွတ်တက်နိုင်မှာတော့တခါကြီးရဲ့လှဲရမယ်ဆိုတော့လေလှဲလိုက်ပါတော့ဆရာတော်ပြေရအောင်ဦးစင်အကျိုးချောင်းရှောက်လိုက်ပါမယ်ကျမဗျာအဲ့ဆိုတပည့်တော်လှဲလိုက်မယ်ဗျာ ်ငတော့ဟာတိမ်ဘက်ကနေကြောင်းဆောက်ရနေရာစီကိုပြန်ထလာလိုက်ပါရယ်နေရာစီကိုရောက်တော့အားလုံးစုစည်းပြီးတရက်ပင်လှော်နေတိုက်ပြီးတော့လှဲကြပါဦးရယ်ဒီလိုနဲ့တရက်ပင်လှဲပြီးတော့တောင်းရအကြာမှာတော့ငတော့တရားအပေါ်တက်ကဒိုင်းတွေရရင်ကနေရုတ်တရက်ကြီးခြေလွတ်လွတ်လွပြုတ်ကြပါရယ်အောက်ကိုအကြာမတာရာမို့လူကလည်းလူးလိုက်ရင်နဲ့အော်ဟစ်နေရပါဦးရယ်ဦးငွေကျော်တို့လည်းဆက်ချင်းမဲ့ငတော့ကိုစေးရုံပို့ကြရပါစေယောအရှောင်းမြန်ပြီးတော့ငတ်တော့ကန်ကောင်းပါလေ။ကောင်းအောင်ခိုင်းပြီးတော့ညှက်ရိုးလဲကျုပ်ခဲ့ပေမဲ့အတန့်အနည်းရှိလာအောင်တော့မဖြစ်ခဲ့ပါဘူး။ ငါတော့လှူစာရှိရာတွေလှုပ်ပေးခဲ့ပြီးတော့စေးရုံတင်ထားခဲ့ပြီးဥငွေကျော်တို့ပြတောင်းရောပြန်ငင်လိုက်ပါတယ်။ရွာရောက်တော့မိုးချုပ်ပါပြီ။အလုပ်ထဲမှာမတော်တဆဖြစ်ထားမှလို့ကျွန်내သူတွေလှုပ်ထားတဲ့အလုပ်ကဒီကနေ့အတွက်တွင်ကျမှမဟုတ်ဘူးဆိုတာကိုဥငွေကျော်သိပါတယ်။ဒါကြောင့်အလုပ်ထဲဟောရမှာသွားမစစ်စေးတော့ဘဲနဲ့ပြန်ရောက်တာနဲ့ဆရာတော်စီအကျိုးကြောင်းလျှောက်တင်ပြီးတော့အဲ့ရစီကိုဝင်အိတ်လိုက်ပါတယ်။စေးရောလူပါပင်မလွန်းလွန်းတာမို့ဘယ်ကနေဘလို့လို့အိပ်ပျော်သွားမိမှမသိပါဘူး။အိမ်မထဲမှာသူယူတာတရားထိုင်နေရကိုမြင်မှတ်မိပါတယ်။ အဲ့ရနေနူလာတော့မနှံ့အာယုံကျင်းနေပြီလေအကျင့်ဖြစ်နေတဲ့မျက်လုံးတွေကပြန်အိတ်လို့မရတော့ဘူးဒါကြောင့်မျက်နှာထပ်သစ်ပြီးတော့ပဒီယူပြီးတော့ဖះရှိခိုးပြီးပဒီထိုင်ဆိုင်နေလိုက်ပါရီပဒီဆိုင်နေနေစိတ်အာယုံနဲ့မှအိမ်မထဲကသူရဲ့အသွင်မြေကိုဖျက်ခနဲဖျက်ခနဲမြင်နေမိရပါရှိမှတ်ထားတဲ့ပဒီပယ်ရီကိုရောက်တော့ပဒီဖြုတ်ပြီးအမြတမ်းပေးဝေလိုက်ပါရီအလုံးပြီးစီတော့မိုးကဝေလီဝင်လင်းချိန်ကျန်တဲ့သူတွေကြည့်တော့မနှုတ်သေးဘူး ဒါကြောင့်ဦးဝင်းကျော်တယောက်ထဲမနေ့ကမစစ်စစ်လိုက်ရတဲ့အလို့ကိုစစ်စစ်ဒီကနေ့အတွက်ဘာတွေများဆက်လုပ်ရမလဲဆိုတာကိုကြည့်ဖို့အတွက်အပြင်ထွက်လာလိုက်ပါရယ်။ကျောင်းဆောင်တင်ဆောက်တဲ့နေအောင်ဆီရောက်တော့တောင်မစိုးကတိုင်အောင်မှာကလေးလေးတွေလိုမျိုးဖြူတူတူအရာလေးတုံးခုဟိုပြေးတီပြေးလုံများရှေးခနဲလှမ်းတွေ့ရတယ်။တိုင်မဲ့လေချက်ချင်းဆိုသလိုဘာရလို့မတဲခွဲသေးခင်မှာပဲအဲ့အရာတွေကပြုံးကနေပျောက်သွားတယ်။အဖြစ်ပြက်တွေကအလျင်မြန်မဲဖြစ်သွားတာဆိုတော့ဦးဝင်းကျော်တယောက် သူ့စိတ်ထင်မိတာများလားဆိုပြီးစွေစွေစွာဖြစ်သွားရလေရဲ့။ပေးကြအောင်တော့အနားမြသွားကြည့်မိပါသေးတယ်။ ဘာမှထူးထူးခြားခြားမတွေ့ရပါဘူးဒီတော့စိတ်ထင်တာလိုပဲတတ်မှတ်လိုက်တာပါအလုံးနေရာစီကိုဦးငွေကျော်လိုက်လံမိကြည့်တယ်တက္ကနာကြည့်ပြီးပြန်ထွက်ခဲ့တယ်အတော်လန်လန်းစီကိုရောက်တော့အမတ်တမဲပဲအနောက်စီကိုလမ်းကြည့်လိုက်တယ်ဟမ်ဟိုဟာလေးတွေဦးငွေကျော်အန်အားတင်ပြီးရေရွက်လိုက်တာပါတောင်မစွာတိုင်ရင်ချီနာစီမှာတော့ခုနသူတွေ့လိုက်တဲ့ဖြူဖြူအလုံးလေးသုံးလုံးကဟိုဒီပြေလွှတ်ဆော့ကစားနေပြန်တယ်ဦးငွေကျော်လည်းပါလေးကြီးလည်းဆိုပြီးစိတ်ဝင်တစားကြည့်နေမိရပါတော့ အဲ့လိုကြည့်နေရင်လည်းကနေတိတ်မကြောက်ထင်ပါရဲ့အရှိရက်ကနေအောင်ကြည်နုထထွေလျာလောကစီကိုစိုက်ဖြာဆင်းသက်လာခဲ့တယ်။ဒီခါမှာတော့အုံငွေကြော်ကြည့်နေမိတဲ့အလုံးလေးသုံးလုံးဟာအနည်းအသက်တွေပုံနိုင်အပုံချောက်တိုးဝင်ပြောက်ွယ်သွားပါရဲ့။အုံငွေကြော်လည်းအာသတင်ဖြစ်မိုံမှတပါတခြားပါများရှိနိုင်အောင်မလဲ။မနက်ခင်းစွမ်းကံကြာနေတဲ့အချိန်မှာအုံငွေကြော်ရဲ့လုပ်ငန်းစီကိုပြန်ဝင်ကြပါရဲ့။ငါတော့တရားရွှတ်ပါသွားတဲ့အတွက်ခုနှစ်ယောက်ကြံပြီးတော့တရားရွှတ်သွားတဲ့လူရင်းအတွက်အုံငွေကြော်ကိုယ်တိုင်အလုံးဝင်လုံရတာပါ။ တခါကြီးအပေါ်တက်ပြီးတော့ရမရဲကိုလက်စားတက်ပြီးတော့ဆိုင်နေတဲ့ဦးငွေကျော်ခေါ်တန်းကြောင့်အောက်ကိုကြည့်ပြီးတော့ဆရာတော်ခေါ်နေအောင်တွေ့လိုက်ရပါတယ်မိကြပါဖုရားဖုန်းညုတ်တစ်ခုကူညီစမ်းပါတမဗာများကူညီရမလဲဖုရားမောင်စဲခေါင်းကိုင်နေရမထူနိုင်လောက်အောင်ပဲရကွာအဲ့ဒါဆရာသွားအပင်ခိုင်ဖို့အတွက်မောင်ကျောင်းသားတွေကိုရင်နေရလဲစုံငံကြွားနေကြတယ်မောင်ရင်ကလည်းရောက်မလာသေးဘူးတကယ်လို့များအဆင်ပြေမယ်ဆိုရင်တခါကြီးစရာတယောက်လောက်ဆရာအပင့်ခိုင်းခြင်းလို့။အော်ရပါရဲ့ဗျာတပည့်တော်အပင့်ခိုင်းလိုက်ပါမယ်။ တေအေကူညီကြပါဦးတမဆရာတော်ပြန်ကြွသွားပါရဲ့အငွေကြော်လေတဲ့ရဲ့အလို့သမားတွေကငအေးဆိုတဲ့သူတရားကိုဆရာအပင်းစီလိုက်ပြီးငအေးကလူပြိုလူလွတ်ဆိုတဲ့အတွက်ရွာရဲကိုချင်းခပါညာခဲရင်လည်းအတော်လေးကိုနှစ်နှစ်ဆက်ဆက်သွားတက်နေပြီလေငအေးတော်တော့အငွေကြော်နဲ့ကျန်တဲ့သူတွေကအလို့ကိုဆက်လုပ်ကြတယ်အလို့လောက်ရင်တဖြည်းဖြည်းနဲ့အချိန်ကစွန့်ကန်ဝင်ချိန်ုံအောင်မှရောက်လာခဲ့ပါပြီစွန့်ကန်ကြတဲ့ကိုရင်းနေတော့မှအရှူရှူပြန်ရောက်လာကြပြီဒီချိန်ထိဆရာသွားပြန်နေတဲ့ငအေးကပြန်ပြီးရောက်မလာသေးပါဘူး ဟိုကောင်လေးကိုဆရာအပင့်ခံလိုက်တာ ခုထိရောက်မလာသေးပါလားဟုတ်သားပဲဒီကောင်ဘယ်တော့သွေထုံးနေပြန်မှာလဲဒီငယ်အေးကောင်ကကိုယ့်ရံရောင်းတဲ့ကလေးမသဘောကျနေအောင်ဆိုတော့အဲ့ဆိုင်ုံများရောက်နေရတော့လားဥငွေကျော်ကရေရွတ်လိုက်တော့ကျန်တဲ့အလုပ်သမားတွေကမှတ်ချက်ပြူပါတယ်ဥငွေကျော်ကသူတို့တွေရှင်းနေနေကြပြီလားအတိအကျပြောရမှာတော့ခက်တယ်ဆိုပေမဲ့အလားလာတော့ကောင်းနေရထင်တယ်ဒါပြင်တော့အចောင်းပြရနဲ့မင်းလာပွဲလုပ်ပြရတော့မယ်ထင်တယ်ဥငွေကျော်ရဲ့မှတ်ချက်ပါ အဲ့နောက်တော့ငအေးနဲ့ပတ်သက်တဲ့အလာပါတလာပါအမတ်တညာစကားတို့ကိုပြောကြပြန်ပါလေဦးလေးဆရာတော်ကြွလာပြန်နေစကားရိကောင်းနေအောင်မို့ဥဝေကျော်ကဆရာတော်ကြွလာတာတော့မှခင်မထားမျိုးဖြစ်သွားတယ်ပြောလို့ကြည့်မိတော့ဆရာတော်ကသူ့ကြောင့်ဆရာနေရအောက်ကိုတော့မှရောက်နေပြီတကားကြီးဆရာအပင့်ခိုင်သူမလားသေးဘူးလားမရောက်သေးဘူးဗျာကြာနေလို့တပည့်တော်တို့ကမှအခုပဲပြောနေကြတာအေးကွယ်ဥမေမဝေးဆရာလည်းခေါင်းကြိုက်တာမခံနိုင်တော့လို့လူးလိုက်နေကြပြီကျမတပည့်တော်နောက်ထပ်တရားကိုထပ်ပြီးတော့ခိုင်းလိုက်ပါမယ် အေးလောက်ပါအောင်ကွယ်ဦးငွေကျော်လည်းနောက်ချက်ကိုထပ်ပြီးတော့လှစ်လိုက်တယ်ပြီးတော့သူကိုယ်တိုင်လည်းအပေါ်ကနေဆင်းခဲ့ပြီးဦးစင်းတောင်ဝရကိုကြည့်ဖို့အတွက်ဆရာတော်နဲ့တူလိုက်လာခဲ့ပါတယ်ကျောင်းမကဦးစင်းတောင်ဝရရှိရာနေရာအခန်းစီရောက်တော့အတွင်းကညှင်းညူပြီးလူလိန်တန်းကိုကြားရတယ်လေကိုရင်လေးတွေအတန်လည်းကြားရတယ်ဝကြီးဝင်ငယ်ပြုစုနေရဖြစ်မယ်ကဲကြည်ကြည်ဆောင်မောင်တခါရဲ့ကျမအတွင်းကိုဝင်ကြည့်လိုက်ပါတယ် ဦးစင်းတောင်ရကတိုင်ငန်းတော်မကန်နိုင်ပဲလက်နှစ်ဖက်နဲ့ခေါင်းကိုအုပ်ကိုင်ပြီးခရင်ပေါ်မှာလူလိမ့်လို့နေရှာတာပါဦးစင်းလေးအင်းဘာတူလဲတပည့်တော်အလုတ်သမားကောင်းမှာအင်းဆရာတော်တော့ပြီးအပင်ခိုင်းထားပါတယ်မကြိုက်ခင်ရောက်လာပါတော့မယ်အင်းညမြန်သာရောက်စီကျမပြီးခေါင်းကိုင်နေအောင်မခံနိုင်တော့ဘူးဦးစင်းလေးနေရထိုင်ရတတောင်တပည့်တော်ဆက်ကြောဆွဲပေးပါမယ်အေးလှုပ်ဆောင်မအောင်တခါကြီးရဲ့ ဦးစင်းတော်ရာခေါင်းကိုင်လုံးလုံးမခံနိုင်တော့မှုမျက်ရည်တွေတောင်ရွှတ်ဝိုင်းနေခဲ့ပြီထားတူပြလိုက်တော့ထိုင်လာတယ်ဦးငွေကျော်လေးကိုရင်လေးတွေစီကပျို့စီကိုယူလို့လက်ကိုပုတ်ပြီးဦးစင်းတော်ရာကိုစကြောဆွဲပြလိုက်တယ်အဲ့နေရာကြီးကအလွန်မင်းကိုတင်းနေရတကားကြီးရဲ့ဦးစင်းလေးကသူ့ရဲ့စကြောနေရာကိုထောက်ပြီးတော့ပြောတယ်ဦးငွေကျော်ကအဲ့နေရာနှိပ်ပေးလိုက်ပါတယ်စေးစရာရောက်ပါပြီအတန်နဲ့တူငါအေးတို့ပြန်ရောက်လာကြတယ်စေးစရာဆိုတဲ့လူကြီးကစေးအိတ်ကိုယူပြီးငါအေးတို့ကိုတိုးပြီးတော့အရှိစီကိုယောက်လာတယ် ဦးငွေကျော်လေးနေရာဖယ်ပေးလိုက်ပါရယ်ဆေးဆရာကြီးကဦးစင်းလေးကိုစမ်းသပ်ပြီးဝေါ်မယင်လာဦးစင်းမှန်ပါတယ်စီးလဲမှန်မှန်သွားတယ်အခုကခေါင်းရမခတ်မရနိုင်လောက်ကြိုက်နေတာတခုပါဆေးဆရာကြီးကထပ်ပြီးတော့စမ်းသပ်တယ်အတန်ကြာကြာစမ်းသပ်ပြီးတော့ဆေးမိုက်တိုက်ပေးမယ်ဦးစင်းချွေးငုတ်လို့ဖြစ်တာဖြစ်မယ်음음မိဖို့ငယ်တခုကိုဖိုးစေပြီးတော့ဆေးမုံတွေကိုဖြူလို့စောင်းချုံကဆေးမိုက်တိုက်ပြီးတော့ရှူစေပါရယ်ဆေးရက်နဲ့နေရအခန်းထဲမှာကြိုင်လိုက်နေလေ ။ဦးစင်းတောင်ရစီကစေမိုက်ရွှေနဲ့ညီတွားတန်တချို့ဟာထွက်ပေါ်နေ။ဦးငွေကျော်တို့လည်းအလုတ်စင်မပြန်သေးပဲကြည်နေမိကြတယ်။အဲ့ဒီအချိန်မှာပဲဟာတောက်ကြပြီ။အမလေးလှုပ်လှုပ်ကြပါဦး။ကြောင်းတဲ့ဆောက်လို့ရနေရစီကနေစူးစူးညံ့ညံ့အော်ဟစ်အတန်နေပါ။ဦးငွေကျော်တို့လည်းချက်ချင်းပဲအပြေးကြည့်ကြတယ်။ဟာလှဝင်။အလုတ်သမားဖွဲ့တွေကလှဝင်ဆိုတဲ့သူတယောက်မြေပြင်တစ်ပုံနေကြတယ်မှာခွေခွေလေးပါ။ကုနာဦးငွေကျော်နဲ့တူလှောင်ဝင်းကအပေါ်မှာတိုင်းရိုက်ရှောက်တန်းပြေးနေရရဲ့လှောင်ဝင်းကိုဝိုင်းဝန်းပြီးတော့ပြေးထူကြတယ် ဘလို့ဖြစ်တာလဲမပြောတတ်ဘူးအလုံးလုံးနေရနေပြုံးငနေဆိုပြီးလဲပြီးပြုတ်ကျသွားတာပဲဟူးဖြစ်ရလေကွာတယောက်ကမြို့စေယုံစီမှာမနေ့ကမှတင်ထားတာဒီနေ့နောက်ထပ်တယောက်ကထပ်ပြီးတော့ဖြစ်ပြန်ပြီဒီအတွက်ဥငွေကျော်တက်ပြင်းချပြီးတော့ခတ်တူးတူးညင်းညူမိတယ်ရှိရဖြစ်တဲ့ငတော့မှာတော့မိသားစုနေတဲ့သူမျိုးကိစ္စမရှိပေမဲ့အခုပြတဲ့လှဝဲမှာမိသားစုများတယ်လေစုစုပေါင်း900လောက်ရှိလိမ့်မယ်ပြီးတော့စားဝတ်နေရလည်းတိတ်ပြီးတော့အဆင်မပြေဘူးဆိုတာသိထားတော့တကယ်ကိုမှရှင်လေးစရာပါ ဒီဖြစ်စဉ်နဲ့အလူရှင်တတိစီအတိပေးပြီးပြပြအောင်မှရမယ်လို့ဦးငွေကျော်တယောက်တွေးမိလိုက်တယ်။တစ်ဖက်ကပြန်ကြည့်ပြန်တော့လေအားလုံးရှေ့ရောက်လာတာ။နှစ်ယောက်ကမတော်တဆဖြစ်ရတယ်ဆိုတော့အလုပ်အတွက်ကလည်းလှုပ်အားရွှေ့ရပြီလေ။ဒါပေမဲ့ဒီအတွက်ကဖြည့်ရှင်းစရာနီးလန်းရှိပါတယ်။ရွာရဲလက်သမောင်းအငါပြုတ်လိုက်တော့အဆင်ပြေနိုင်တယ်။သို့ပေမဲ့ကို့ဘွဲမဟုတ်ဘဲနဲ့တခြားသူဖြည့်ဆွဲလို့ရတာဆိုတော့နည်းနည်းတော့ကတိလင်တာတော့ဖြစ်မှာပေါ့။အလုပ်အတွက်ကတော့ဒီလိုနီးနဲ့ဖြည့်ရှင်းဖို့တာရပဲရှိရတယ်။အခုလောလောဆယ်တော့လာဝင်းတက်ကိုစီယုံစီအမြန်ဆုံးပို့ပေးရအတွက်အစီအစဉ်ရပြန်ပြီလေ။ ညနေပိုင်းအချိန်ကျတော့ဦးငွေကျော်ကစီးရံဝါနေပြောင်းလာတော့ဘသူမှအလုပ်စီမဝင်ကြဘူးဆိုတော့သိရတယ်။ဒီအတွက်ဦးငွေကျော်မိမိတော့ညဆောင်စရဲတယောက်ကမနေ့ကတယောက်ပြောကြတယ်ဒီနေ့နောက်တယောက်ပြောကြတယ်ဒီပုံစံတိုင်းဆိုရင်တော့ကျွတ်တော်ဆက်ပြီးမလုပ်နိုင်ဘူးဆရာကျော်ကကျွတ်ပြန်စိတ်တွေလည်းထင်နေမိတယ်။အခက်မတန်လို့ဖြစ်တာပါကွာ။ဘာပဲဖြစ်ဖြစ်လက်ခံပြီးသားအလုပ်ဆိုတော့ပြောင်းလောက်အောင်မှာမဟုတ်လား။အရုပ်ဖွဲ့ကနာမည်ပြက်လည်းမရှိဘူးလေ။သားတော့ဟုတ်ပါတယ်။ဒါပေမဲ့မနေ့ကတော့ငါတော့ပြုတ်ကြရမှာလေအရှင်သားကြီးကြုံမြင်နေ။သူ့ရဲ့လက်တစ်ဖက်ကတောင်းကိုကြိုက်ထားတယ်။ ပြီးတော့ဒီနေ့လှဝင်ဖြစ်တာလဲဒီတိုင်းပဲကျုံမြင်တော့တာမန်တော့မဟုတ်ဘူးလို့ထင်မိတယ်ဘလို့များလဲကွာသွေးရသားရမဟုတ်တဲ့ပယောကပါနေမှာပေါ့ပယောကဥွင့်ကျော်ဒီလောက်သားညှိတွားလိုက်နိုင်ပါတယ်အမြင်အာရုံထဲမှာတော့မနက်တော်ကသူမြင်ခဲ့ရတဲ့ဖြူဖြူလုံလုံအရာလေးတွေကိုပြက်ပြီးတော့မြင်ရလာမိရဲ့လေဒါသွေးရသားရမဟုတ်ဘူးတဲ့ဒီတော့ကနောက်ဆုံးတော့တကယ်စားရည်နဲ့ပတ်သက်ပြီးတော့ဥွင့်ကျော်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်အကျိုးကြောင့်စုံလင်ကိုဆရာတော်စီကိုတင်ပြလျှောက်ထားဖို့ရပါတော့ ညပိုင်းဆရာတော်ဝတ်ပြုတ်ပြီးတဲ့အချိန်မှာဦးဝေကျော်တရားကျောင်းပေါ်တက်ပြီးတော့အကျိုးကြောင်းလျှောက်တင်နေဦးဝေကျော်လျှောက်တင်တာကိုနားထောင်ပြီးတော့ဆရာတော်ကအင်းတော့ကမှလေဒီလိုမြင်အမမြင်အရာတွေအကြောင်းကိုတို့မြတ်ဖျားကိုရိုင်းဟောကြားခဲ့တာဆိုတော့မယုံမရှိလို့မြောက်တကားကြီးရဲ့တမဗျာတပည့်တော်ရောမနေ့တော့မျက်မြင်ကြည့်မြင်ရတာပါဗျာอืมညစတော့ဘာရဲ့ညာရဲ့စိတ်တည်းမတည်ကြပါဘူးဗျာအခုဖြစ်ပြနေရတွေနဲ့ဆက်ဆက်တွေ့ကြတော့မှရေးရေးမြင်နိုင်ခဲ့တာပါ အေးပေါ်လေနေရာတစ်ခုရဲ့မှာလောကနှစ်ခုအတူရှင်ပြီးရှင်နေရတာပဲဒီတော့လေစီလွန်မှုရှိတိုင်းကြုံကြိုက်နေမှာပါအရင်ကတော့ဖုန်းကြီးရဲ့ကြောင်းထဲမှာဒါမျိုးဖြစ်တတ်တာမျိုးတော့မရှိခဲ့ပါဘူးတင်ပါဗျာအဲ့ဒါကိုဖုန်းကြီးတော့စဉ်းစားနေမိတယ်ဘာကြောင့်များခုလိုဖြစ်ရတာလဲလို့ပေါ့တပည့်တော်တော့ကြောင်းတက်ဆောင်နေရတဲ့ပတ်သက်နေမယ်လို့တော့ထင်မိတယ်ဗျာအဖွဲတွေကဘယ်သူမှလည်းမလုပ်ကြရတော့ဘူးဆိုတော့လေဥွင့်ဝေကျော်စကားကိုဒီလောက်နဲ့ပဲရက်တန်လိုက်ပါတယ်ဆရာတော်ကမနက်ဖြန်မနက်တော့ဖုန်းကြီးအိတ်ညာမှာမြစ်တာပို့ပြီးတော့အမြတ်တောင်းဝေကြည့်ပါဦးမယ် ်တင်ပါဗျာအေးအေးတခိုင်လဲနားကြည့်တော့ကွယ်ဒါဖြင့်တပည့်တော်ခွင့်ပြုပါအောင်ဗျာဥဝေကျော်ဝေပြုပြီးတော့ကျောင်းမွန်နေဆင်းလာခဲ့လိုက်ပါရဲ့အဲ့ရစီကိုပြောင်းတော့ဇနဲ့သူတွေကပြန်မို့တော့မှပြင်ဆင်နေကြပြီလေသူတွေပြန်မဥဝေကျော်နေနဲ့တားမြစ်နိုင်စမရှိပါဘူးအဲ့ရစီမှာလဲလျောင်းရင်လည်းအတွေ့အသားတောင့်တအီအီဝဲလဲနေမိရဲ့ညနေချိန်ရောက်တဲ့အခါမှာတော့ဦးငွေကျော်မိကနေအိပ်ပျော်သွားတယ်။ဒီခါအိမ်မက်စီမှာမင်းညာရောငါလိုပဲသူ့ယူကိုအိမ်မက်မြင်မက်မိပြန်တယ်။ဒီတစ်ခေါက်တော့အိမ်မက်ထင်ရှားပြီးတော့အသက်ဝင်လွန်လာတယ်။ အိမ်မက်စီမာသူကဦးငွေကျော်ရဲ့အရှိခလန်လန်စီမာတရားထိုင်နေရှိနေရပါဦးငွေကျော်ကသူ့ရုပ်အမတ်တမဲနဲ့ရက်ကြည့်နေမိရဲ့လေအတန်ကြာတော့သူယူကတရားထိုင်နေရပြတ်လိုက်ပြီးဦးငွေကျော်စီကိုလှမ်းလာတယ်ပြီးတော့အနောက်ကိုလက်ညှိုးလှမ်းထုတ်ပြတယ်ဦးငွေကျော်လည်းလှည့်ကြည့်လိုက်မိပါရဲ့အိုးကလေးလေးတွေပါလားဟုတ်ပါတယ်ဦးငွေကျော်ရဲ့အနောက်စီမှာယောက်ျားလေးမိန်းကလေးဆိုတော့ခွဲကြဖို့ခက်တဲ့ဆန်ရက်ဝိုင်းလေးတွေနဲ့ကလေးလေး၃ယောက်အရက်ကတော့၃ယောက်စလုံး၁၀၀၀ကျော်ယုံလောက်လေးပဲ အသားရည်လေးတွေကမြည်သွေးလိုပဲမဲနဲ့လွန်းလာတယ်။သူတို့ရဲ့မျက်ဝန်းနေရတော့ဥငွေကျော်ဒေါ်ထတကြီးဖြစ်နေတဲ့ဟန်နဲ့စွစွရဲရဲစိုက်စီနေကြတာ။အလေးရတယောက်ကဥငွေကျော်မကြင်မနဲ့ဖြစ်နေတဲ့ဟန်နဲ့ပော့စီပော့စီပြောဆိုနေ။အတန်ကတော့ဥငွေကျော်မကြားရပါဘူး။ဥငွေကျော်ကကလေးတယောက်ကိုကြည့်ပြီးအတော့ပဲအံ့အားသင့်နေမိ။အဲ့ချိန်မှာပဲအုံွက်ကြဲပခုံးစီကိုသူယူကလှမ်းပုတ်လာတယ်။တကာကြီးတကာကြီးဟမ်အင်းအိမ်မနဲ့ရောထွေးပြီးတော့အုံွက်ကြောနိုးလာတာပါ။ သူ့ကိုနှိုးနေတဲ့သူကကြောင်းစရာကိုရင်လေးနှစ်ပါ။ဦးငယ်ကျော်လေးလှဲအိတ်နေရာနေထားလိုက်မိပါတယ်။ကိုရင်လေးတို့ဘာဖြစ်လို့ရောဆရာတော်ကအခေါ်ရှိခိုင်းလို့ပါ။ဆရာတော်ကဟိုဘာရှိလို့ရောကိုရင်မပြောတတ်ပါဘူး။အခုကြောင်းမော်လာခဲ့ကြေုံနော်။ကိုရင်တော့ဆုံးငါထွက်ဖို့အတွက်ပြင်ဆင်ရမှာမို့သွားနေမိ။ကိုရင်လေးတွေပြန်ထွက်သွားတော့ဦးငယ်ကျော်နားယူကြည့်မိရဲ့။မနေ့၄နာရီထိုးတော့မယ်။အဲ့ရနေထားပြီးတော့မျက်နှာရှေ့ပုတ်လိုက်တယ်။ပြီးတော့ကြောင်းစီကိုလှမ်းလာခဲ့လိုက်တယ်။ကြောင်းနာစီကိုရောက်တော့အပွားဆူညံတဲ့နေကိုကြားရတယ်လေ။ ။ဘာများဖြစ်တယ်လဲဆိုတဲ့အသည့်နဲ့ဦးငွေကျော်လည်းကျောင်းပေါ်စီကိုတက်ခဲ့လိုက်တယ်။ကျောင်းပေါ်ရောက်တော့ဆရာတော်နဲ့အတူဆရာတော်ရဲ့အရှိစီမှာထိုင်နေတဲ့ယောဂီဝေလူငယ်တယောက်ကိုတွေ့ရတယ်။အဲ့ကောင်လက်မခံနဲ့ပြန်ခန်းလိုက်စမ်းပြန်ခန်းလိုက်စမ်းဟမ်အခန်းတွင်းဆရာဦးစင်းလေးတန်ဝရရဲ့အော်ဟစ်တမပစ္စည်းတွေပြပောက်ခွဲနေအတန်ကိုလည်းကြားမိရတယ်။တခိုင်းငွေကျော်ဒီလိုလာကြည့်ကွယ်တမဗျာအငွေကြော်လေဆရာတော်ရဲ့အရှိလူငယ်အနီမှာဝတ်ပြုပြီးတော့ထိုင်လိုက်ပါတယ်။တပည့်တော်အခေါ်ရှိရလို့ဆိုဗျာ။ အေးဟုတ်တယ်တခါကြီးအခေါ်ရှိရတဲ့အကြောင်းကတော့အခုဖြစ်ပျက်နေရတာကြောင့်ပဲကျမဖြစ်စဉ်ကတခါကြီးတို့ပြောတယ်လို့ပဲမျိုးရှင်ဘူးကွဒီအတွက်တော့ဖြည့်ရှင်မှုလှမ်းခေါ်တာတရားလူငယ်ကတော့သူ့ရောလို့ခေါ်ရဲကန်နိုင်ခီးတဲ့တယောက်ပဲချစ်နေရတဲ့အားလုံးသူ ရှင်းလင်းပေးပါလိမ့်မယ်ဥငွေကျော်ကတနိုင်ခီးတဲ့လူငယ်အကဲခတ်ကြည့်လိုက်တယ်စိတ်တွေကလည်းမနဲ့တောင်မမလင်းသေးပဲဘယ်ရဘလို့ရောက်လာတလဲရဲ့လို့လေတွေးနေမိရဲ့လေမနေ့တော့ကကြောက်ခီးသွားရင်တဖက်ရွာဆရာလေးမှတဲနေရ မနေ့ကနှစ်ချက်တီလောက်ကြတော့လူတယောက်မြင်မိရပြီးတော့သူကြုံတွေ့နေရတဲ့အခက်အခဲတွေသိလိုက်ရတယ်။အဲ့နဲ့ဒီကိုထွက်လာခဲ့လိုက်တာပါ။သူတော်ဆိုရဲယောဂီဝယ်လူငယ်ကပြောတာပါ။ဒါပေမဲ့လူငယ်ပြောတာကဥငွေကျော်နားလေတလူလူနားမလေတလူလူဖြစ်မိရတယ်။လူငယ်ကဆရာတော်ဘက်ကိုလှည့်သွားပြီ။မနေ့အာယုံမစင်ခင်ကိစ္စကိုချက်ချင်းရှေ့မှာမလို့အခုပဲစတင်မြရစီဖေ။အင်းတကားလေးလှုပ်လှုပ်လူငယ်ကဆရာတော်ကိုဝတ်ပြုပြီးတော့ထားလိုက်တယ်။ဦးလေးကတာဝန်ရှိသူတက်ဆိုင်သူဆိုတော့မြင့်မြင့်ပြောင်းကြုံနေလိုက်ခဲ့ပါ။ဟုတ်ကဲ့ကောင်းပါပြီ။ ဦးဝေကျော်လည်းဆရာတော်ကိုဝတ်ပြုပြီးတော့ထားလိုက်တယ်။ဒီအချိန်မှာပဲဦးစင်းလေးတံဝရရဲ့အခန်းစီကဟောခွေးမသားနဲ့လမ်းအောင်နေသွားမဆိုင်နာဝင်မရှုံနဲ့အလုံးမသိလိမ့်မယ်။အင်းတော်တော်နှုတ်ကျန်တာပဲ။လူငယ်ရရှိရတာပါ။ဦးဝေကျော်ကဘာရင်းများဖြစ်နေရလဲမောင်ရင်။ဦးလေးမြင်တဲ့အခါဘာရီဖြစ်နေတယ်လဲဆိုတာသိရပါလိမ့်မယ်။မမြင်နိုင်တော့များဖို့အတွက်ဦးလေးရဲ့မျက်လုံးတွေကိုဒီပွားလေးနဲ့ပုတ်လိုက်ပါ။လူငယ်ကပျော်ပျော်ဆူဆူနဲ့ပွားလေးကိုကမ်းပေးလာပါရဲ့။ ဦးငွေကျော်လေးပွားလေးကိုယူပြီးလူငယ်ပြောသူလိုလှုပ်လိုက်တယ်။တကလေးမြေနိုင်ခွင့်ရှိမယ်ဆိုဖုန်ကြီးလဲမြင်ချင်တယ်။ရပါရဲ့ဖေယား။သူတော်ကဆရာတော်စီကိုနောက်ထပ်ပွားလေးကမ်းပြလိုက်ပြန်တယ်။ဆရာတော်လည်းမျက်လုံးတွေပွတ်လိုက်ပြန်လေရဲ့။ဦးစလေးအခန်းစီကိုလှမ်းကြည့်လိုက်ကြပါ။ဆရာတော်ဦးငွေကျော်ပါဦးစင်းတော်ရိုင်းအခန်းစီကိုလှမ်းကြည့်လိုက်ကြတယ်။အိုးအလိုအဲ့ဒါဘာကြီးလဲ။ ဦးစင်းတံဝရရဲ့ကုတ်ပိုးပေါ်မှာခွာစီပြီးတော့နှစ်ထင်းနှစ်ဖက်ကိုလက်နဲ့ညှစ်ထားတဲ့ဥပြည့်ပြမြောင်းနဲ့ပုံပြပန်ပြမကောင်းဆိုတာတကောင်။ဒါကတရက်ပင်မှာမိတွေ့နေတဲ့ဖုန်ကြီးတစ်စီပါ။တရက်ပင်လျာမှာအခွင့်ပြုပေးတဲ့အတွက်ဦးစင်းလေးမကျင်တဲ့လို့ခုလိုလုပ်တာပါ။တပင်လျာမှာဦးဆောင်နေတဲ့သူကခွင့်မတောင်းခဲ့ဘူးလေ။အခုစေယုံရောက်နေတဲ့နှစ်ယောက်တည်းကပထမတရားပေါ့။အေးဖြစ်မှဖြစ်ရလေကွယ်။ဆရာတော်ကရေရွတ်ပါတယ်။ဦးငွေကျော်ရဲ့မျက်စိတွေမှာတော့ခုံလဲလိုက်တဲ့တရက်ပင်ကိုမြင်အောင်လာမြင်ရလေ။ သူကအရှိရှိတော့ဒီကျောင်းမှာထိုင်တဲ့ကျောင်းထိုင်ဘုံကြီးတစ်ပါးပါပဲသူ့ကိုဖဲခွာလုပေးပါမယ်မနေ့ကျရင်တော့ဆရာတော်ဖရာသူ့အတွက်မိတွေ့ရတခုစီစဉ်ပေးပါဖရာကောင်းပါပြီကြားရတဲ့အချိန်မှာပဲမနေ့ကျရင်တော့တင်အတွက်နေရာတခုရပါလိမ့်မယ်အခုတော့တင်ဖဲခွာပါလိမ့်မယ်သူတို့ကပြောပြောဆိုဆိုပဲလွယ်ထက်အင်းချက်ကလေးတစ်ချက်ကိုထုတ်ပြီးတော့ဦးစင်းလေးစီကိုလှမ်းပြလိုက်တယ်အင်းချက်လေးကဦးစင်းလေးရဲ့ကိုစီမှာကံမြာနဲ့အပေါ်ကမကောင်းစွာတစားစီပြဲလွင့်ပြောက်ွယ်သွားတယ်လေ ဒီခါမှာဦးစင်းလေးကလည်းသူ့နေရာစီကိုသူ့ဘာသာပြန်လှည့်ပြီးတော့ကျိန်းဆက်သွားခဲ့တယ်။သူ့ရဲ့နာဆေးလို့နိုးတာမဟုတ်ပါဘူး။ဟိုတဆရာဆေးပါလို့နိုးလာတာပါ။ဩကျောင်းတက်နေရာကိုသွားပြီးတော့ရှင်းလင်းရပါအောင်မေ။သူတို့ကကျောင်းဟောင်းစီကိုဆင်းသွားတော့ဆရာတော်နဲ့ဦးဝေကျော်တို့လိုက်သွားကြတယ်။ကျောင်းဆောင်တက်နေရာစီကိုရောက်တော့တောင်မတ်ထက်ကတိုင်စီကိုကြည့်လိုက်ပါ။ဆရာတော်ဦးဝေကျော်ပါကြည့်လိုက်ကြပြန်တယ်။ဟမ်ဒါဟိုကလေးတွေ သူ့ရဲ့အိမ်မက်တရားကလေးတွေကိုမြင်လိုက်ရတော့မို့ဦးငွေကျော်အန်အော့တကြီးနဲ့ရှေ့ရွက်လိုက်ပါတယ်။ကလေးတန်ရောက်ကစိုက်ထူထားတဲ့တိုင်ကြီးကိုမျက်နှာချင်းဆိုင်ဖက်ပြီးတော့ဆွဲနှုတ်နေကြတယ်။တိုင်အောင်မှာသူတို့ရဲ့အယိုးစုလေးတွေရှိရဲ။ဒီเจ้าကြီးရှိမလာခင်တည်းကသူတို့ကဒီနေရာမှာမြုံနှံခန်းထားတာ။သူတို့ဖယ်နေတဲ့တိုင်ကသူတို့ရဲ့အယိုးစုတွေပေါ်မှာပြေးနေရလေ။ဒါကြောင့်သူတို့လေးလံပြီးတော့နေရာထိုင်ရခတ်ကြတယ်။ဒုတိယတယောက်တွန်းချတာကသူတို့တယောက်ပဲ။တစ်စိမ့်လောက်တာမြင်တော့သူတို့မကျေနပ်မှုတွေအဲ့လိုမျိုးလိုက်ပြီးတော့လှုပ်ကြတာ။ อืมတက်ခတ်ပါလားကွယ်လောကမှာမြင်အမမြင်အမ်းဆိုတဲ့အရာတွေကအမြဲရှိနေတတော့ခုလိုဖြစ်ပြလာတာစမ်းတလူလူနဲ့မစမ်းဖြစ်ရပြီမမရဲ့အရှင်ဖေဟာသူတို့ကသူတို့အယိုးစုလေးတွေစိတ်ဆွဲနေကြတာသူတို့အယိုးလေးတွေကောင်းကောင်းတကြူပေးလိုက်ရင်တော့ကျွလွတ်သွားကြမှာပါဒါဆိုရင်တော့ကောင်းတာပေါ့လေဦးလေးကမနေ့ကျရင်တော့အဲ့တိုင်နှုတ်ပြီးတော့အယိုးလေးတွေကိုဆက်ထုတ်ပေးလိုက်ပါသူတို့လက်ခံကိုကျွန်မြေတားရက်ခံပေးပါမယ်လှုပ်ပေးပါမယ်မောင်သူတို့ သူတော်ကမန်နန်တပုတ်ကိုရွှတ်ပြီးဆရာတော်နဲ့ဦးဝေကျော်တို့အရှိစီကိုသူ့ရဲ့လက်တပတ်ဝှေ့ရမ်းလိုက်တယ်။အဲ့ခါမှာမြင်နေရတဲ့မြင်ကွင်းဆရာကလေးတွေဟာယုတ်ကြီးပြောက်ခွဲသွားပါတယ်။သူတော်ကတိုင်ချေခဏသွားပြီးတော့ပြန်ရောက်လာတယ်။ဆေးရုံတန်နေတဲ့နေရာကိုတော့မနှက်ဖက်မှာဒီအင်းကြလေးတွေပြချပြီးတော့တိုက်ပေးပါ။ဦးဝေကျော်ကအင်းကြလေးတွေကိုလက်ခံရှူလိုက်ပါတယ်။ကိစ္စလည်းရှင်းလင်းသိခဲ့ရပြီးဖြေရှင်းလို့လည်းရခဲ့ပြီးဆိုတော့တပည့်တော်ခရီးဆက်ခွင့်ပြုပါအောင်။ကျောင်းစီမှာတ냐လောက်နားခိုပါအောင်လား။ တပည့်တော်မနာတော့ပါဘူးဗျာခရီးကမဖြစ်မနေလှမ်းနေရမှာမို့ပါအင်းလေဒါဖြစ်လဲသွားပါတကားသူရောသူရောထပ်ပြီးတော့ဝတ်ပြူပါတယ်ပြီးတော့ထိုင်ဟားနေထားလိုက်ပြီးဥငွေကြောကြည့်ပြီးတော့ဂျာရီလှုပ်ပြီးသွားရင်တော့အလုတ်ခွေအနည်းငယ်ကင်းကင်းနဲ့ဆက်လုပ်လို့ရပါပြီကျေးဇူးတင်ပါတယ်မောင်သူရောကျက်ကိုသွားခွင့်ပြုပါအောင်ကောင်းပါပြီမောင်သူရောသူရောတရားလှည့်ထွက်သွားပါတယ်ဆရာတော်ဥငွေကြောပါသူရောရဲ့နောက်ကျောငေးကြည့်နေမိကြတယ်လေ ြည်နေနေအတော်လလန်းစီရောက်တော့ဦးငွေကျော်ရဲ့အမြင်မှာသူတို့ဟာယောဂီဝက်ကလည်းသူရတယောက်အသင်စီကိုပြောင်းလဲသွားတာမြင်လိုက်ရတယ်။ဦးငွေကျော်လည်းထိပ်ပြားသွားပြီးနှုတ်ကလည်းဒါ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 အိမ်မထဲဟာဘာဖြစ်လို့လဲတကားကြီး။တပည့်တော်ရဲ့အိမ်မထဲဟာအယူအဲမဟုတ်ပါဘူး။အိမ်မထဲဟာပုံကိုပဲ။ဟမ်။ဦးငွေကျော်ရဲ့အပြောဆရာတော်ကအံ့အားသင့်မိပြီးထွက်ခွာသွားနေတဲ့သူတို့ကိုလှမ်းကြည့်လိုက်ပါရဲ။ယောဂီဝင်းတဲ့သူတို့ကနေဖြည်းဖြည်းမှန်မှန်လှမ်းသွားနေလို့ရပါ။ နောက်တနေ့မနက်မှာတော့သူတို့ပြောသလိုပဲစီစဉ်လှောဆောင်ခဲ့ကြပါရယ်။တစေကြီးကိုကျောင်းနောက်ဘက်ကတရက်ပင်ကြီးစီမှာနေရာပေးလိုက်ပြီးကလေးတွေကိုတော့အရိုးတွေကိုကောင်းမွန်စားနေပဲမိတ္တူပေးလိုက်ပါရယ်။ဒါရီအပြီးမှာတော့သူတို့တရားပြောသလိုပဲကျောင်းအသက်ဆိုင်ရာအလုပ်ခွင်ထဲမှာအနောက်ဆက်အနေရတွေမရှိတော့ပါဘူး။နောက်ထပ်၃လအကြာမှာတော့ခန်းခန်းတည်းရှိလို့မိလက်ရများလွန်လာတဲ့နှစ်ထပ်ပြင်ကြောင်းဆောင်ကြီးဟာပြီးစီးသွားခဲ့ပါရဲ့။ဟုတ်ကဲ့ပါရှင်။ ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျမျှတလိမ့်မယ်လို့မျှလင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။